The time with Dr. Tate အားလုံးပဲဘေးရန်ကင်းပြီးကျန်းမာကြပါစေလို့ဆုတောင်းရင်း In time with Dr. Tate အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့အစီအစဉ်ကတော့ In time with Dr. Tate ဂျားထဲမှာတော်တော်လေးပြတ်တောက်သွားပြီးတဲ့နောက်ဒါ season 1 episode 4အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာ လူသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကတော့ပြောရမယ်ဆိုကျွန်တော်တို့39နှစ်သားဖြစ်သွားပြီပေါ့လေနော်39နှစ်သားရွယ်ကြောက်သွားပြီအမ်1988ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာစပြီးတော့ဖွဲ့ခဲ့တဲ့ပါတီဒီ2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာဒါ39နှစ်တင်းတင်းပြည့်သွားပြီပေါ့လေပါတီကဒါအနာသိမ့်ပြီးတော့အဲ့ဒီချိန်1988ကစစ်တပ်ကအနာသိမ့်ပြီးတော့9ရက်ကြာမှာပါတီစဖွဲ့တာဗျာ ဆိုတော့ဒီကနေ့တို့ပါတီ39နှစ်မြောက်ထိမ့်မပွဲလုပ်တယ်ပေါ့ဗျာပြီးတော့အပိုင်12ပိုက်ပါတဲ့ကြီးညာချက်တစ်ခုထုတ်တယ်ဆိုတော့ဒီကျင်ညာချက်ကိုကျွန်တော်တို့ဘယ်လိုနားလည်လို့ရမလဲဆိုတာကျွန်တော်စပြီးတော့ဆွေးနွေးကြပါတယ်အထုပ်မြတ်ချက်ပိုက်တစ်ကတော့ရိုးရိုးလေးပါဒီပါတီက88လူလူရေတော်ဝန်ကြီးကနေပြီးတော့မွေးဖွားခဲ့တယ်39နှစ်ပြည့်ပြီတခါအပိုင်နှစ်ကနော်ရည်ရွယ်ချက်ပေါ့ဗျာပါတီဖွဲ့တီထောင်တဲ့ရည်ရွယ်ချက်အဲ့ဒီမှာအချင်းကပြောခဲ့တာဟလာ လူတွေဆန္ဒပြည်သူလူထုဆန္ဒနဲ့ကိုက်ညီပြီးတော့အခြေခံလူ့ခွင့်ရေးတွေကိုအမခံတဲ့စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ပေါ်လာစေဖို့နောက်ခေတ်အဆက်ဆက်မှာမြန်မာနိုင်ငံဟာပြည်သူလူထုရဲ့ဆန္ဒနဲ့အညီဒီမိုကရေစီပြည်တော်စုကြီးအဖြစ်တည်ထွန်းစေဖို့နောက်တစ်ချက်လည်းပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်သတိထားမိတာပါလဲဆိုတော့အဲ့ဒီအချိန်က Federal Democracy ဆိုတဲ့ဝဟာရမပါသေးဘူးဒီမိုကရေစီပြည်တော်စုဆိုတာပဲပါသေးတယ်ဒါအပိုက်နှစ်ပါပဲဗျာနော်အပိုက်သုံးမှာသူကဟာလား ီပါတီကောင်းဆောင်တွေပေါ့ဗျာဥတင်ဦးဒေါန်ဆန်းစုကြည်ဦးဝင်းတင်ပါတီကောင်းဆောင်တွေကိုဟလာကတော့ပြုတ်ထားရဲပေါ့ဗျာပြီးတဲ့အခါကျတော့ဟလာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ရွေးကောက်ပွဲမှတ်တမ်းပေါ့လေရှင်ပြန်ကဲတိမရွေးကောက်ပွဲထဲမှာတောင်ပြိုကမ်းပြိုနိုင်နေဆိုရဲမှတ်တမ်းအဲ့တော့ NLD ပါတီကသူက68အာနာသိမ်းပြီးကြတဲ့ကဆိုရင်ရွေးကောက်ပွဲ၄ချိန်ဝင်ပူတယ်တခုက1990ပြည့်နှစ်ရွေးကောက်ပွဲသူတို့ပြောသလိုပဲဟုတ်တယ်တောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်ခမန်းသူတွေအကုန်လွဲလောက်အောင်တောင်ပြိုကမ်းပြိုနိုင်ခဲ့တယ် အဲဒီကနေတော့ကြာပြီးတဲ့အခါကျတော့မှနောက်ဆက်နှစ်မှာဂျာပြတ်ရွေးကောက်ပွဲနောက်တစ်ဆယ်မှာရွေးကောက်ပွဲဝင်လို့ပြီးမှောက်တယ်။နောက်ဆက်နှစ်မှာဂျာပြတ်ရွေးကောက်ပွဲပြန်ဝင်တယ်။ဝင်နေမဲ့ဆန္ဒနဲ့အရေးအတွက်အများစုကိုနိုင်ရခဲ့တယ်အကုန်လုံးလေးပါပေါ့ဗျ။တနည်းအားလားနည်းအားလားပဲကျန်တယ်။နောက်ဆက်ငါးမှာဂျာပြတ်အဲနောက်ဆက်ငါးရွေးကောက်ပွဲအပြတ်တတ်နိုင်တယ်။နောက်အခုနောက်ဆုံးလုပ်ခဲ့တဲ့2020ရွေးကောက်ပွဲအပြတ်တတ်နိုင်တယ်။ဆိုတော့88ပြီးကလေးကဆိုရင်ဟလာမြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ရွေးကောက်ပွဲ၅ချိန်မှာ လေးချိန်ဝင်ခဲ့တာပေါ့ဗျာနော်အန်တိုလီယာဒါကပိုက်သူပိုက်လေးမှာကသူက2020ရွေးကောက်ပွဲအောင်မြင်မှုကိုကိန်းကနန်းတွေနဲ့ပြောထားတယ်နိုင်ငံပါတီဘယ်နှပါတီဝင်နေနော်အဲမလောင်းနေပေါ့နော်ကိုစလောင်းနေဘယ်နှယောက်ဝင်နေမဲဆန္ဒနေကဘလောက်စသည်အပြင်ပေါ့ဗျာအချို့ကတော့ NLD ကသူကမဲဆန္ဒနေအားလုံးရဲ့80.36ရာခိုင်နှုန်းမှာနိုင်နေတော်တော်ကိုစလေ920ရွေးကောက်တင်တော့ခံခဲ့ရတယ်ဒါပိုက်လေး နောက်ကပိုင်9အပိုင်9ကလာကိုဗစ်ကာလမဲ့ပြီးတာလာရွေးကောက်ပွဲကဒါတူတူရွေးကောက်ပွဲရလနဲ့ပတ်ရွေးကောက်ပွဲရလနဲ့ပတ်သက်ပြီးထုတ်ပြန်ကြားခဲ့ဒါတွေပြောတယ်ဒီအပိုင်9နဲ့ပတ်သက်ရင်စိတ်ဝင်စားစရာနောက်ဆုံးပိုင်းပြအဲ့ဒီဟာဘာလဲဆိုတော့ပြည်သူ့ဆန္ဒနဲ့အညီဖြစ်သော2020အတူတူရွေးကောက်ပွဲရလသည်နောက်တစ်ချိန်ကျင်းပမည်လွတ်လပ်ပြီးတရားမျှတမှုရှိသောရွေးကောက်ပွဲရလပေါ်ထွက်လာခြင်းအထိတရားဝင်တည်ရှိနေပြီဖြစ်သည်ဤ 2020ရွေးကောက်ပွဲရလဒ်ဒီနောက်တစ်ချိန်အခုလိုမျိုးအလားတူရွေးကောက်ပွဲမျိုး2020ရွေးကောက်ပွဲလို့အလားတူရွေးကောက်ပွဲမျိုးလုပ်နေတဲ့အချိန်အထိလုပ်တဲ့အချိန်အထိပေါ့နော်အဲရွေးကောက်ပွဲရလဒ်လုပ်တဲ့ရွေးကောက်ပွဲလုပ်တဲ့အချိန်ထိသူကဒီ2020ရွေးကောက်ပွဲရလဒ်ကတရဝင်းတီရှိနေမယ်လို့ပြောတော့ဆိုလိုတာကတော့ဒီ2020ရွေးကောက်ပွဲကနေပြီးတော့ရွေးကောက်တင်မြောက်ခံရတဲ့အမတ်တွေဒီနောက်တစ်ချိန်ဒီလိုရွေးကောက်ပွဲမျိုးလုပ်တဲ့အချိန်အထိသူတို့ကအမတ်တွေဖြစ်နေမယ် NLD ပါတီကလည်းပဲအာနာယပါတီ ဖြစ်နေမယ်ဆိုတဲ့အသေးပဲပဲဆိုတော့ဒီနေရာမှာဒါကျွန်တော်သဘောထားကိုကျွန်တော်ပြောတာရုပ်ောက်ပွဲတရားဝင်မှုဆိုတာတော့တရားပြဿနာမရှိသေးဘူးဒါပေမဲ့ဒီကနေ့သွားနေတဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာဒီ2020ရုပ်ောက်ပွဲရလတ်ဆိုတော့ကိုတရေသေးစုတ်ကင် ပြီးတော့ဟလာ2020ရုပ်ောက်ပွဲရလတ်ကနေအာနာယပါတီဆိုတော့ကိုတရေဝတရေသေးစုတ်ကင်ပြီးတော့ဟလာတရားဝင်မှုဆိုတော့ကိုမလျှော့စရန်ပေါ့ဗျာနိုင်ငံရေးမှာနော်မလျှော့စရန်ကင်ထားမယ်ယူထားမယ်ဆိုရင်တော့ဒီကနေ့သွားနေတဲ့နိုင်ငံရေးအခင်းအကျင်းမှာ ုတိုက်မှုတွေဖြစ်လာနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီအပိုင်းကားပေါ်မှာတည်ပြီးတော့နောက်အပိုင်းချောင်းအပိုင်းချောင်းကတော့တိတ်အများကြီးပြောစရာမရှိပါဘူးမင်းအောင်လိုင်းကအနာသိမ့်နေပြီးတော့တောင်ဆန်းစုကြည်အပေါ်ဝင်ပေါဆောင်တွေကိုဖန်ထားတယ်အပိုင်းခုနှစ်ကလက်ရှိမင်းအောင်လိုင်းတို့လုံမဲ့မလားအတူရောင်ထောင်ချောက်ရွေးကောက်ပွဲကိုလက်မခံဘူးအတိမတ်မပြုတ်ဘူးပူပေါင်းဆောင်ရမှာမဟုတ်ဘူးအဲလိုပဲဒီရွေးကောက်ပွဲအကောင့်ထင်မပေါ်နိုင်ဘူးမိဖက်အင်အားစုတွေအားလုံး ਨੇ ပူပေါင်းဆောင်ရမ်းသွားမယ်လို့တန်ဖိုးထံပြုတယ်ဒါအပိုင်းခုနှစ် နောက်ပိုက်ရှိကတော့နိုင်ငံတကာကိုတိုက်တွန်းတာပေါ့ဗျာမြန်မာနိုင်ငံလုံးလုံးလုပ်တဲ့ရွေးပေါက်ပွဲကိုမပင်းကြနဲ့မပန့်ကြနဲ့မကူရနဲ့ပေါ့နော်နောက်ပိုက်ကူပိုက်ကူကသူက2020ဒိုမာလာ7ရက်နေ့မှာပို့ခဲ့တဲ့အိတ်ဖွင့်ပေးစာကိုပြန်ကောက်တယ်ဒီအိတ်ဖွင့်ပေးစာကဘယ်သူတွေကိုပို့ခဲ့တာလဲဆိုတော့တိုင်းရင်းသားနိုင်ငံရေးပါတီတွေကိုပေးပို့တယ်လို့ထုတ်ပြန်ချက်မှာရေးထားတယ်တိုင်းရင်းသားနိုင်ငံရေးပါတီတွေအဲ့တော့ဒီနေ့မှာတိုင်းရင်းသားနိုင်ငံရေးပါတီတွေကိုပေးပို့တယ်လို့ရေးထားတဲ့အတွက် အဲ့ဒီအိတ်ဖွင့်ပေးစာစီပေးစာစီဒီနေ့ຫນွေဦးဒေါ်လာရေးမှာရှေတန်းကနေပြီးတော့ပါဝင်နေတဲ့အီယာအိုလို့ခေါ်တဲ့ဒိုင်းနာဒေါ်လာရေးဖွဲ့စည်းတွေကိုဒါလည်းငကိုင်ဖွဲ့စည်းတွေပေါ့ဗျာဒီဖွဲ့စည်းတွေကိုဟာဒါရိုက်ပို့ခဲ့ရဆိုတော့ပုံစံမျိုးဒီထဲမှာရေးမထားအောင်အိတ်ဖွင့်ပေးစာပါလဲဆိုတော့နောက်အနာဂတ်မြန်မာနိုင်ငံအတွက်ရှေ့ရှုရမယ့်ပြည်တော်စုရေးကိစ္စအဲ့ဒီအိတ်ဖွင့်ပေးစာအဲ့ဒီအိတ်ဖွင့်ပေးစာအပိုက်နှစ်ကိုသူကပြန်ကောက်တယ်ပေါ့ဗျာထားပါတော့ဒီမှာပါးတွေပါးတွေပါတယ်ပေါ့အဲ့မှာတော့သူက ီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတာပါလာတယ်မြန်မာနိုင်ငံကြီးကလည်းဝေါ်ရရင်တော်ရှုပ်တယ်ဗျဖက်ဒရယ်ဒီမိုကရေစီနဲ့ဒီမိုကရေစီဖက်ဒရယ်ဆိုတာလည်းပဲအခုချိန်ထိအငင်းပွားနေကြတုံးပဲဖက်ဒရယ်ကအရင်လာမှာလားဒီမိုကရေစီကအရင်လာမှာလားဒီမိုကရေစီမရဘဲနဲ့ဖက်ဒရယ်မရှိဘူးဟာလားဖက်ဒရယ်မရှိဘဲနဲ့ဒီမိုကရေစီစတဲ့အကြံပေါ်တယ်မြန်မာနိုင်ငံကြီးရဲ့စကလုံးနေနဲ့တော့ပိုင်ပတ်တယ်ဗျအဲ့တော့ဒီမှာသူကဘာတစ်ချက်ပါလဲဆိုတော့ဟာလားအဲ တိုင်းရင်းသားအင်အားစုများနှင့်လေရင်းနှီးပွင့်လင်းစွာဆက်ဆံရေးတိုးမြင့်တည်ဆောက်သွားမည်ဖြစ်သည်နော်တိုင်းရင်းသားအင်အားစုများတိုင်းရင်းသားအင်အားစုများဆိုတော့ဒီအိတ်ဖွင့်ပေးစာတို့ကရည်ရွယ်ခဲ့တဲ့နိုင်ငံရေးပါတီတွေပါတိုင်းရင်းသားနိုင်ငံရေးပါတီတွေပါမယ်ဒီကနေ့ရောက်လို့ခေါ်တဲ့တိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေပါမယ်ပေါ့ဗျာဒီလိုပဲကြမ်းပြင်နားလေရတယ်ပေါ့ဆက်ဆံရေးရင်းနှီးပွင့်လင်းစွာဆက်ဆံရေးတိုးမြင့်တည်ဆောက်သွားမည်ဖြစ်သည်ဆိုတော့ ဒီစာအရဆိုရင်ပေါ့နော်လက်ရှိချိန်မှာရင်းနှီးပွန်လင်းတဲ့ဆက်ဆံရေးမရှိသေးဘူးပေါ့ဗျာတိုးမြင့်လို့တော့ပါပါတာပေါ့တိုးမြင့်တိဆောက်သွားမယ်ဆိုတော့ဆက်ဆံရေး NLD ပါတီနဲ့ဟလာဒိုင်းနာပိုစီတွေကြားထဲမှာဆက်ဆံရေးဘယ်လောက်ရှိတယ်လဲဘယ်လောက်ကောင်းတယ်လဲကျွန်တော်တိချာမသိဘူးတိရရတော့ရှိတယ်ပေါ့ဗျာကျွန်တော်ပြောလို့မရဘူးဘာလို့ဆိုကျွန်တော်တရားဝင်တိတာမှမဟုတ်တာပဲနော်အဲ့တော့တိဆောက်သွားမယ်ဆိုတော့ကောင်းတာပေါ့ဗျာပြည်လေလေကောင်းလေလေနောက်တစ်ခါပိုက်30ကတော့ဒါတော့ဆန်းစုကြည်ဦးဝင်းမြင့်တို့ရဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့စိုးရိမ်တယ်လို့ပြောတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့စိုးရိမ်တယ် နော်ဒီမှာဘယ်မှာဖမ်းထားလဲဆိုတော့လည်းမသိဘူးပေါ့ဗျာတာမမှာပဲဒီပိုက်ကလည်းပြောနေကြပိုက်ပေါ့ဗျာနောက်အပိုက်71အပိုက်71ကတော့အရေးကြီးတဲ့အပိုက်လို့ပြောမယ်ထင်းနေပြောမယ်ထင်းနေပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့အခု social media မှာဝေဖန်တန်တွေထွက်နေတာကျွန်တော်တွေ့ရလက်ရှိနိုင်ငံရေးအချက်အတဲနိုင်ငံရေးပြဿနာကိုဖြေရှင်းတဲ့အခါမှာတဲ့ လား NLD ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်မှာပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေဟာပြည်လည်မှုမရနိုင်ဘူးဒါကြောင့်ဒေါက်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားအလို့ကိုချင်းချင်းမရှိအမြန်ဆုံးလှုပ်ပေးလှုပ်ပေးဖို့အတွက်အလုံးအဲပူပေါင်းဆောင်ရွက်သွားမှာပေါ့ဗျာအဲ့တော့အထုတ်ကတော့ဒေါက်ဆန်းစုကြည်မပါဘဲနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာမပြေလည်နိုင်ဘူးဖြေရှင်းလို့မရအောင်ဒီလိုပြောတာပဲဒေါက်ဆန်းစုကြည်ပေါ်ပဲပုံထားရတယ်ပေါ့ဗျာဒေါက်ဆန်းစုကြည်ကိုပဲပုံချထားရတယ်ဒေါက်ဆန်းစုကြည်အသက်80ကျော်ပြီဗျာဒေါက်ဆန်းစုကြည်ကိုပဲပုံချထားရတယ် ျွန်တော်ကဒီနေရာမျိုးထုတ်တင်တာဒေါ်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်အခွင့်အရေးရပါဦးမလားကျွန်တော်စိတ်မကောင်းစွာမျိုးထုတ်ပါမှာကအခွင့်အရေးရပါဦးမလားအဲ့ဒေါ်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်အခွင့်အရေးမရတော့ဘူးဆိုရင်ဒီကဘာလုပ်မှာလဲဘာမှမလုပ်တော့ဘူးလားဘာမှမလုပ်တော့ဘူးလားအဲ့ဒီထက်တော့ကြော်လွန်သင့်ပြီလို့ကျွန်တော်တော့မြင်တာပဲတော့ဒီမှာ तू ကဒေါ်ဆန်းစုကြည်မပါဝင်တဲ့တွဲဆုံဆွေးနွေးမှုတွေကပြည်လည်မှုမရနိုင်ဘူးလို့ရေးထားတော့တွဲဆုံဆွေးနွေးတာတွေအခုရှိပြီလားကျွန်တော်မသိဘူးပြ ခုတွေ့ဆုံဆွေးနွေးကြတာတွေများရှိလို့လားပေါ့နော်ဒေါန်ဆန်းစုကြည်မပါတော့သေးကြတယ်လीအဲ့တော့နောက်ဆုံးများဒေါန်ဆန်းစုကြည်ပါတယ်ဆိုရင်တောင်မှအသက်80ကျော်အမေအိုကြီးတယောက်ကိုကျွန်တော်တို့အိမ်ဦးခန့်မှာထားပြီးတော့သူကျမ်းပါအောင်သူစိတ်ချမ်းသာအောင်ထားသင့်ပြီလို့ကျွန်တော်ကတော့မြင်တာပဲမြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာအနာဂတ်နိုင်ငံရေးကိုနော်ဟာလာလက်ရှိမျိုးဆက်တွေပေါ့ဗျာလက်ရှိမျိုးဆက်အတီးတီးပေါ့ ူတပြင်းတော့နာဂတ်မျိုးဆက်တွေနိုင်ငံမျိုးဆက်တွေဒါတွေကတာဝန်ယူရတော့မယ်ဗျတာဝန်ယူရတော့မယ်တစိမ့်ရှိနော်ဒီအမေအိုကြီးကိုပဲပုံချနေတာတော့တိတ်တော့ကျွန်တော်တယောက်ပြောနေနေတော့တိတ်တော့အဆင်မပြေလောက်ဘူးဗျဒီလိုပြောလို့ဒေါ်ဆန်းစုကြည်ခန်းကဏ္ဍကိုကျွန်တော်ကပြစ်ပယ်တာဟုတ်ဒေါ်ဆန်းစုကြည်ခန်းကဏ္ဍနဲ့ပတ်သက်ရင်သူတို့ပါတီကလူလူတွေကဟလာအလေးပါအရေးပါတယ်လို့ပြောတာကြောင့်ကျွန်တော်ကပို့ပြီးတော့အရေးပါတယ်လို့ပြောနိုင်သေးတယ်ကျွန်တော်ပါတီဝင်မဟုတ်ဒါပေမဲ့ဒီလိုကြီးပုံချထားတာတော့အဆင်ပြေဘူးဗျ နောက်ဆုံးမှာပိုက်စနစ်ကတော့ပြည်သူရှိနေသေးပါတီရှိနေမယ်တဲ့ဒါတော်ဆန်းစုကြည်မှာကျွန်တော်ပြောပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကပြည်သူရှိနေသေးပါတီရှိနေမယ်ဆိုပြည်သူကိုဥထိပ်ထားတဲ့ပါတီပေါ့ဗျာအဲ့လိုမျိုးပြည်သူကိုဥထိပ်ထားတဲ့ပြည်သူကိုမျက်နှာမူတဲ့ပါတီဆိုရင်လက်ရှိအခြေအနေမှာနိုင်ငံရေးအရာနော်လုံတင်လုံထိုက်တာကိုလူလူကဘာလူလားလဲဘာလုံနေတယ်လဲဘာတောင်းနေတယ်လဲလူလူစိတ်ညစ်အောင်မလုံနဲ့လူလူညူစုအောင်မလုံနဲ့လူလူညိုညင်အောင်မလုံနဲ့ဝေဝါအောင်မလုံနဲ့တကယ်ပဲလူလူကိုမျက်နှာမူတဲ့ပါတီဆိုရင်ဒါကတော့ကျွန်တော်နောက်ဆုံးအချုပ်ပြောခြင်းနဲ့ ီနေ့ NLD 39နှစ်တာ NLD ပါတီနဲ့ပတ်သက်တဲ့မှတ်ချက်ပါပဲဗျာ။ကြာရှားရောက်နေတဲ့မင်းအောင်လိုင်းပြောတယ်နော်။အဲပြောရအောင်ဗျာမဲပေးဆက်ကမဲလီမရဘူးပေါ့။မင်းတမမှုလို့လို့မရဘူးဆိုတော့မဲလီမရဘူးပေါ့ဗျာ။မဲပေးတာကိုလိန်မရဘူးဆိုတော့ဒီစစ်တပ်လက်အောက်မှာရှိရောမရှိဘူး။ဒီစစ်တပ်လက်အောက်မှာရှိရောမရှိဘူးမဲပေးတာလိန်မရဘူးဆိုတော့မဲပေးတာတွေမဟုတ်ဘူး။ဒီစစ်တပ်လက်အောက်မှာလိန်လို့မရဘူးဆိုတဲ့ကိစ္စဘာကိစ္စမှမရှိဘူး။ ဆိုတော့သူတို့ကိုယ်တိုင်ကလိန်နေတဲ့ကိစ္စအကုန်လိန်နေတဲ့ကိစ္စတောင်တစယ်ရွေးကောက်ပွဲတော့လိန်နေအကုန်လိန်နေတောက်ဆောက်လဲလိန်နေအခုလဲလိန်နေတယ်အဲ့ဒါကြောင့်ဒီစစ်တပ်လက်အောက်မှာမတမာမှုလုပ်လို့မရဘူးဆိုတာမရှိဘူးသူတို့ကိုယ်တိုင်မတမာမှုမျိုးစုံလုပ်တာနော်ကိုယ့်အကူလိန်စင်လုပ်ထားတဲ့အတူအောင်ရွေးကောက်ပွဲမျိုးဒီလိုလိန်ထားတဲ့ရမပေါ်တာပဲရှိချင်ရှိနေဒါတစ်ချက်ပေါ့ဗျနောက်ချက်ကပါလဲဆိုတော့မြန်မာပြောတဲ့အထက်မှာတရားမျှတတဲ့ရွေးကောက်ပွဲတိတ်ခါရှိတဲ့ရွေးကောက်ပွဲတိတ်ခါရှိတဲ့လွှတ်တော်တွေဘလို့မ မအပ်ဆက်တဲ့စကလုံးတွေဘလို့မှဆက်ဆက်ကြည့်လို့မရတဲ့စကလုံးတွေသိလားတရားမျှတသလားပြန်ကြည့်ပါဗျာတရားမျှတသလားဆိုတော့လူလူအုံးတွတ်တွတ်ပါပြီးတော့တခင်းနဲ့ထောက်ခံခဲ့တဲ့တခင်းနဲ့မဲပေးခဲ့တဲ့ရုပ်ောက်ဝေဇာလက်ကိုဖျက်တယ်ခေါင်းဆောင်တွေကိုဖမ်းတယ်ရုပ်ောက်ခံခေါင်းဆောင်တွေကိုဖမ်းတယ်တော့ပြောတဲ့အခါကျတော့မဲမတမာမှုလို့ပြောတယ်အနန္တသိန်းတော့အဲ့ဖမ်းပြီးတော့အဲ့ဒီကောင်းကောင်းကိုတရားဆွဲတဲ့အခါကျတော့ရွေးကောက်ပွဲကိစ္စမဲကိစ္စတခုလည်းမဟုတ်ဘူးဗျရွေးကောက်ပွဲကိစ္စမဲကိစ္စကနည်းနည်းရယ်ကြံတဲ့အမှုစင်တဲ့ဇလန်းနေရာအများကြီ အာနာသိန်းနှုံးကရွေးကောက်ပွဲကိစ္စအကြောင်းပြတာနော်မဲမတမာမှုမဲစင်းမဲစတဲ့မဲဒါတွေကိုအကြောင်းပြတာဒါပေမဲ့တကယ်တကယ်ဒေါ်ဆန်းစုစီတို့ကိုဖမ်းပြီးတော့တရားစွဲလဲဆွဲရောရွေးကောက်ပွဲကိစ္စတွေမဟုတ်တဲ့ကျန်တဲ့ကိစ္စတွေကိုဆွဲထည့်အမှုစင်အဲ့ထက်ကမဟုတ်ဘူးဆိုတာရှင်းနေတာပဲဗျာနော်အဲ့ထက်ကဒါကြီးကလိန်စင်ကြီးလုတ်ကြံပြီးတော့လုတ်ဆက်ကြီးဆိုတော့ကရှင်းနေတာပဲအဲ့တော့မပြီးတော့မှမတရားတဲ့ပုံမှန်လေးတက်ပြီးတော့ထောင်ချတာပေါ့ဗျာတော့ဆန်းစုကြီးကိုမဟုတ်ကောက်ဘူးကွာအဲ့တော့အခုကြတော့ကိုစိတ်ကြိုက်ရေကောက်ပွဲ လုပ်ဖို့ပြင်းနေတယ်ဒါလားတဲ့တရားမြတ်တာလေဆိုတော့ဘာဘာသွားပြီးတော့တရားမြတ်တာအဲ့တရားမြတ်တာမှုဆိုတာမှမရှိတဲ့ရုပ်ောက်ဘွဲကဘာသိက္ခာရှိမှာလဲဘာသိက္ခာမှမရှိဘူးသိက္ခာတရားသားမှမရှိဘူးဒီလားသိက္ခာတရားသားမှမရှိဘူးလူလူကိုနှီးမျိုးစုံနဲ့နှိပ်စက်တယ်တိုင်းပြည်ကိုဖျက်ဆီးတယ်နော်စစ်တပ်ကရာဇဝတ်ဂိုင်းတတစစ်တပ်စစ်တပ်ခေါင်းဆောင်တွေဆိုတာလည်းပဲရာဇဝတ်ဒိုင်းခေါင်းဆောင်တွေတက်တက်ဓမြခိုင်းခေါင်းဆောင်တွေခေါင်းဆောင်တွေတက်တက်နော်အဲဒီလိုမျိုးစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဘာတိတ်ခါတရားသားမှမရှိဘူ အဲ့တော့တရားမြတ်တမှုလုံးလုံးမရှိဘူး။ဘာတိတ်ခါတရားသားမှမရှိဘူး။ဒီကနေ့ဖြစ်လာတဲ့လွတ်တော်ဘာတိတ်ခါရှိမှလဲ။ဘာအများတိတ်ခါရှိမှလဲ။နော်။တရားသားတဲ့တော်မှာရော့အောင်မတဝက်သားတော်မရှိဘူးရ။ဟာလဲဆိုတော့မိုးပြောသူပြောတွေရှောက်ပြောတာတကယ်လက်တွေ့ဖြစ်နေတဲ့ဟာလက်တွေ့လောက်ကနေတခြားစီလေ။အဲ့တော့ဒီလွတ်တော်ကကျွန်တော်တခြားညီမကြီးကစနစ်တာစီစဉ်မှလည်းပြောဦးပါဒီလွတ်တော်ကရာဇွေသားတွေနဲ့ဖြစ်လာမယ်ရာဇွေလွတ်တော်အဲ့ဒီရာဇွေလွတ်တော်ကဘာတိတ်ခါသွားရှိမှာ ်ဆူတောင်းနေတယ်ဒီတစ်ခုကတော့ passport ကိစ္စကတော့ဒါရှင်းပြ time မှာရောက်နေတဲ့ကိုယ့်မြန်မာနိုင်ငံသားတွေပေါ့တိုက်ရိုက်တိုက်ရိုက်ထိခိုက်တဲ့ကိစ္စပဲဗျာဒီလားတိုက်ရိုက်ထိခိုက်တဲ့ကိစ္စပဲတိုက်ရိုက်ထိခိုက်တဲ့ကိစ္စတော့တတော်လေးစိုးတဲ့ကိစ္စလို့ပြောရပါပေါ့ဗျာတခါမှကဘာမှမကြောက်ဘူးတဲ့ကိစ္စ passport ဆိုတာထုတ်ပေးပြီးရင်ဟဲ့လားဘယ်နိုင်ငံမှာပဲဒီ passport ကိုသုံးလို့ရတယ်ဆိုတာမကန့်သက်တာကျွန်တော်ကဘာမှတခြားနိုင်ငံတွေလုပ်တယ်လို့မကြောက်ဘူးဗျာ ကြည်ကြဲလောင်းလောင်းကျွန်တော်မကြောက်ဘူးတင်းတင်းမပါရင်တော့လည်းမသိဘူးပေါ့လေဒါမျိုးဆိုတာကအင်မတန်ထူးဆန်းအံ့ဩဖွယ်ရတဲ့တင်းပြအဲ့တော့ဖြစ်ဘူးတယ်ဆိုရင်တော့လည်းပဲတင်းနေတော့ရှိမှာပဲပြီးတော့မြန်မာနိုင်ငံမှာလည်း passport တွေကမျိုးကိုစုံနေတာပဲဘာလဲ PJ တဲ့ PV တဲ့အဲ့ဒါမျိုးတွေကရှိသေးတယ်နောက်လည်းရှိဦးမယ်ထင်တယ်ကျွန်တော်အကြောင်းအကြောင်းမွန်တော့သိချာမသိဘူးကြော်အခုကဘာလဲဆိုတော့ဒီ CI လို့ခေါ်တဲ့ခိုင်းမှရောက်နေတဲ့မြန်မာရွှေပြောင်းလူသမားတွေအတွက်လက်မှတ်ပေါ့ဗျာနော်ဘုသူဘဝဆိုတော့ခွဲခြားတဲ့လက်မှတ်အဲ့လက်မှတ်ရှိပြီဆိုရင်အဲ့လက်မှတ်ကနေတဆင်းနော်ဒီခိုင်းက ဒီစစ်တပ်ရဲ့တန်ရုံးမှာသွားပြီးတော့ PJ ဆိုတဲ့ passport job နဲ့တူပါတယ်အဲ့ဒါကိုပြောင်းလို့ရတယ်ဆိုတော့အခုကအဲ့လိုပြောင်းတဲ့အခါမှာအဲ့ passport မှာထူပေးလိုက်တာခုနပုံမှန်တွေ့တဲ့အတိုင်း passport for Thailand only ဆိုပြီးတော့ဆိုတော့ဒီနိုင်ငံအခုလက်မှတ်ကသူတို့အဓိပ္ပာယ်ကထိုင်းမှာပဲသုံးလို့ရတယ်ပေါ့ဗျာနော်အမှန်ပါရဲ့ထိုင်းကလည်းလွဲပြီးတော့ပြောရအောင်ဒီ passport ကင်ထားတဲ့လူတွေသူတို့ယူရချက်ကတော့ထိုင်းကလွဲပြီးတော့တခြားနိုင်ငံသွားလို့မရအောင်လုပ်တဲ့ယူရချက်လူထမန်းရတာပေါ့ဗျာ ဒါနဲ့လည်းပဲတခြားနိုင်ငံသွားလို့ရတယ်မရဘူးတခြားနိုင်ငံကပြည်ဝင်ခွင့်ပေးတယ်မပေးဘူးဆိုတော့တို့နဲ့ဆိုင်တဲ့ကိစ္စမှမဟုတ်ပဲလေအဲ့ဒါတခြားနိုင်ငံရဲ့ပြည်ဝင်ခွင့်လူလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စဝိစားပဲအခုကတော့တခြားနိုင်ငံတွေကဘယ်လိုသဘောထားမလဲတော့မသိဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်အကြမ်းဖျင်းနားလဲတာတော့ဒီ main online လို့စစ်ကော်မရှင်ရဲ့ plan number တင့်တဲ့နိုင်ငံတွေကိုဒီ passport သုံးပြီးတော့နိုင်ငံပြည်ဝင်ခွင့် visa ရှောက်မယ်ဆိုရင်တော့အနည်းနဲ့ညာတော့ပြဿနာရှိနိုင်တယ်ဒါကျွန်တော်ကမန်းချက်တော့ သို့တော့တခြားပြားလူဖုံးလုံးဒီတိုင်းဥပဒေအတိုင်းမှန်မှန်ကန်ကန်လုပ်နေတဲ့နိုင်ငံတွေအတွက်တော့ဒီတုံးကဘာမှအထိပဲရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးသူတို့တွေ့ရင်ရေချောင်ရှိမလားမသိဘူးလေနော်တခြားနိုင်ငံတွေအတွက်ကတော့ကျွန်တော်ကတော့အဲ့လိုပဲယူဆယူငွေဗီဇာကိစ္စကနော်စစ်ကော်မရှင်နဲ့မြန်မာနိုင်ငံနဲ့ဘာမှမဆိုင်ဘူးမြန်မာနိုင်ငံရဲ့တန်ရုံနေနဲ့ဘာမှမဆိုင်ဘူးတက်ဆိုင်ရနိုင်ငံတစ်ခုချင်းစီရဲ့လူမှုကြီးကြပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်ထဲမှာရှိတဲ့ကိစ္စအဲ့တော့ဘာဘာ ဘယ်နိုင်ငံတွေကဘယ်လိုသဘောထားမယ်ဆိုတော့မသိသေးဘူးပေါ့ဗျာနောက်တော့လည်းဒီနေ့ထွက်လာမယ်ထင်ပါတယ်အဲ့တော့ရှုပ်ထွေးတော်တော်လေးရှုပ်ထွေးတွေဖြစ်တာတော့သိကြတယ်ဗျာဒီဒီစစ်တပ်ကနော်ခုနပြောသလိုဘာတိခါမရှိဟာဘာတရားမျှတတယ်ဆိုတော့ဘာမှမသိအခုပဲကြည့်လေဗျာနော်လူတွေကိုဘယ်လိုမျိုးအညိုညင်ပေးရမလဲဘယ်လိုမျိုးစိတ်ဒုက္ခပေးရမလဲဘယ်လိုကြင်ရမလဲကြက်ရမလဲဆိုတော့ပဲစဉ်းစားနေတဲ့စစ်တပ်ဘယ်သူကောင်းချိုးမှမလုပ်တဲ့စစ်တပ် ဒီစစ်တပ်ကနေပြီးတော့ဘာမှမျှော်လင့်နေစရာအကြောင်းမရှိဘူးเนาะတွားလီသူဆရာဦးမတင်ပြောလို့ပြောခဲ့တယ်လို့ပဲစစ်တပ်ဂျေဇူးမူးလို့တော့ရှူစရာမရှိဘူးဒီအကြောင်းအရာကတော့တော်တော်လေးစိတ်ညစ်စရာစိတ်ရှုပ်စရာအကြောင်းအရာလို့ပဲပြောရမလားမသိပါဘူးဗျာ။ဤကတဲ့ရပ်ပိုင်းတွေကတော့နော်ဆိုရှယ်မီဒီယာမှာပြန့်နှံ့ပွားထနေတာ ပြန်လည်ပြောကြအကြကန်ရှင်တွေကပြန်လည်ပြောကြအဲ့ဒီမှာမှာတစ်ဖက်နဲ့တစ်ဖက်ကဝင်ပြောကြအဲ့ဒီဖက်နဲ့တစ်ဖက်ဝင်ပြောတာကိုနောက်တစ်ယောက်နောက်တစ်ယောက်ကဝင်ပြောကြအဲ့နောက်တစ်ယောက်ပြောတာကိုနောက်တစ်ယောက်ကဝင်ပြောကြအဲကျွန်တော်တိုင်းကားများလို့ပဲတည်လားကိုတို့ကတရုတ်တိုင်းကားများလို့ပဲနော်လူစမ်းကောင်းတွေခြောက်ဟောကိုကောင်ဝင်လာလိုက်ဒီကောင်ဘဲကောင်ဘဲကောင်ဘာမှန်းလည်းမသိဘူးကဘာမှန်းလည်းမသိဒီခါလေးကြာရင်အပြောင်တန်းသမားနဲ့အညောင်တန်းသမားနဲ့အလဲအောင်တန်းသမားနဲ့လည်းဘယ်သူကအဖြူဘယ်သူကအညိုဘယ်သူကအနဲ့လဲလဲမသိတော့ ရှုပ်ထွေးနေတိုင်းလောကကြီးရတယ်အဲ့လိုအဲ့လိုအဲ့ဒီဟာကျွန်တော်သွားသတိရတယ်ဗျာနော်ဒါဒီကိစ္စမှာပေါဝင်နေတဲ့လူတွေကိုထိတာမဟုတ်တာမဟုတ်ပါဘူးဖြစ်ရဖို့ကျွန်တော်ဆုလုပ်တာပါတော့ဒါကျွန်တော်လည်းကျွန်တော်လည်းအထူးခံရမှာကျွန်တော်ကြောက်ရသေးတယ်ဗျာပါတဲ့လူတွေကလည်းစောင်းအောင်တက်တယ်ဆိုတော့ကျွန်တော်နားလည်သလောက်ပေါ့ဗျာနော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်နားလည်သလောက်အခုဒီမှာကျွန်တော်အစီအစဉ်ကိုကြည့်နေတဲ့နားထောင်နေတဲ့ပရိသတ်တွေကကျွန်တော်တက်တော့ပူနားလည်ခြင်းနားလည်လိမ့်မယ်အဲ့ကျွန်တော်တက်ပူနားလည်ပြီးတော့ကျွန်တော်ပြောတာမှမရှင်းဘူးရှုပ်တယ်ဆိုရင်ကျွန်တော် ဒီ season ရဲ့အမှတ်ချက်မှာနည်းနည်းလာပြီးတော့ပညာပေးပေးကြပါဦးမယ်เนาะအလင်းအလင်းဖွင့်ပေးကြပါဦးเนาะကျွန်တော်တို့လာရှိလာပြီးတော့ပြောပြပေးကြပါဦးကျွန်တော်နားလေတာလေးကျွန်တော်ပြောကြည့်ပါဦးဆိုတော့ဒါကပါလဲဆိုတော့ project the key ပေါ့ဗျာเนาะ the key project the key project ကအဓိကเนาะအဲ့ဒီ the key project ကို account ထဲပေါ်တာမှာပါတာကဘာတွေလဲဆိုတော့ right behind clock ဆိုတာရဲ့ page ပိုင်းရှင်ပေါ့ဗျာသူကဟလာကလောမှာ order တစ်ခုကိုသူပိုင်တဲ့ order တစ်ခုရှိတယ် အဲဒီ hotel ကိုဒေါ်လာရေးရံပုံငွေအတွက်ဆိုပြီးတော့ဒီကလန်တင်တယ်လက်မှတ်တွေနဲ့လန်တင်တယ်ဒေါ်လာ100လို့ကျွန်တော်တွေးမိရပါတယ်။နော်သူတို့ website ကဖွင့်လို့မရတော့လုံးလို့တော့အဲ့တော့ချက်လက်တွေကျွန်တော်သိမသိတော့ဘူး။လုပ်နေတဲ့ဒီဒီစီမံကိန်းဒီရံပုံငွေစီစဉ်လုပ်နေဆိုတော့ကျွန်တော်လည်းတွေ့တော့တွေ့မိတယ်ကျွန်တော်တော့မှအဲ့ဒီ hotel တွေပါကျွန်တော် like ကြည့်ပြလိုက်သေးတယ်အဲ့ဒီတော့ပါဗျာ။နောက်ပြီးတော့အဲ့ဒီကာလာကလည်းပဲ online ကာလာကလည်းကျွန်တော်တခုတွေ့မိသေးတာဒီတမောက်ဝိုင်မှာဘန်ထင်ပါရဲ့အဲ့ဒီဘန်မှာဒီဘန်ကပေါင်ထားတယ်ပြန်မယူဆိုပြီးတော့ တမမဘန်လားတမမဘန်မဟုတ်ဘူးဗျဘန်တစ်ခုပဲဗျာ sorry ပါကျွန်တော်ကောင်းကောင်းနဲ့ရုပ်တည်မပေါ်ဘူးအဲ့ဒီဘန်ကတတင်းစာထဲမှာတင်ညာလို့ပြောတယ်ဗျတယောက်ကကျွန်တော်ကိုပြောတာကျွန်တော်ကိုလည်းတော့မတွေ့ဘူးပေါ့ဗျာဆိုတော့ဒီဘန်ဒီဟိုတယ်ကလူမျိုးလုတာဟိုပြန်ပြီးတော့ကောင်းကွက်တဲ့သဘောပေါ့ဗျာထားပါတော့ဒါဒီရမုံမေးအစည်းအဝေးမှာဝိုင်းပြီးတော့လုကြတာကမပန်ဆယ်လူရေပြီးတော့ we love မြန်မာ family WLMF ဆိုတဲ့ဖွဲ့အဲ့ဒီဖွဲ့မှာအဓိကပုဂ္ဂိုလ်ကမတ်ထက်ဟိမန်ဖြစ်ပါတယ် ဖြစ်မယ်ထင်ပါရဲ့เนาะသူရဲ့ Facebook page ကတော့ matter ဟိနေပေါ့ဗျာသူ့ကိုတော့အခုဒီမှာပြောနေကြတော့ Google ဆိုပြီးတော့အဲလို nickname နဲ့ပြောနေကြတာတွေ့တယ်ဆိုတော့ဘာဖြစ်တယ်လဲဆိုတော့ဖြစ်နေကြတာကအဲ့ဒီ Google လို့ကရံမုံငွေစည်ရင်းတွေလေပြီးတော့တင်တယ်လို့ map pencil လို့ ਨੇ ခုန RPG ပေါ့နော် right behind glow book တွေကဆွဆွဲတယ်ပေါ့ဗျာဒါကျွန်တော်အသေးချာမသိတော့ဆွဆွဲတယ်ပဲကျွန်တော်ပြောရပါမယ်နော်နောက်တစ်ခါဒီ we left မြန်မာ family က ူကတခြား project အကြီးကြီးတွေလည်းရန်ကုန်ကြီး project အကြီးကြီးတွေလည်းသူကဦးစီးပြီးတော့လုပ်ခဲ့ပြီးတော့သူထင်ရှားတာတော့အဲ့မှာမမများနဲ့ပွဲကောက်နေဆိုတဲ့ရန်ကုန်ကြီးစီစဉ်ဆိုတော့ဒါတွေလည်းပါခဲ့တဲ့အခါကျတော့အခုလိုမျိုးအတန်တွေထွက်ပြန်လည်ပြောကြဆိုကြဆိုတော့ပို့ပြီးတော့ရှုပ်တာပေါ့ဗျာနော်အဲ့တော့ဒီရန်ကုန်မေလူမေထဲဝင်ထားတဲ့လူတွေကလည်းပဲသွားပါပြီပေါ့ငါတို့လူမေတော့ဆုံးမှာပြီကျွန်တော်ပြောတဲ့လူကိုရှိရယ်သူတွေအဲ့ထက်မှာထည့်ထားတယ်ပေါ့နော်သူသူလူလာပြီးတော့ပါသွားပြီထင်ပါရဲ့ဆိုပြီးတော့အဲ့လိုမျိုးပြောတဲ့လူတွေရှိရယ်ဆိုတော့ အခုဟိုဘက်ဒီဘက်ပြန်လည်ပြောနေကြတာပေါ့ဗျာနောက်ဆုံးအချိန်မီကတော့ဘာလဲဆိုတော့စင်းရင်စစ်မယ်ပေါ့ဒီဘက်ကလည်းစင်းရင်စစ်မယ်ပြောရတယ်ပေါ့ဒီဘက်ကလည်းတောင်းတောင်းစင်းရင်စစ်နေတော့မရဘူးပေါ့တောင်းအဆင့်လောက်နေတော့တက်မလာနဲ့တောက်ချပလိုက်ပဲပေါ့ဒါမျိုးတွေပြောနေတာလေတွေ့ရဲဆိုတော့ဒီနေ့ကတော့ရှုပ်တော့ရှုပ်နေတုံးပဲဗျရှုပ်နေတုံးပဲဒါပေမဲ့တေးကြတာတခုတော့ရှိတယ်အဲ့တော့ဘာလဲဆိုတော့ဒီလိုမျိုးတော်လှန်ရေးရံပုံငွေနဲ့ပတ်သက်တဲ့ရံပုံငွေရှာတဲ့အစီအစဉ်တခုဒီလိုမျိုးအတန်တွေထွက်တယ် အလားအလွဲသုံးစားလုပ်တယ်ဆိုတဲ့ဆွဆွဲချက်တွေထွက်တယ်ပြီးတော့လုပ်နေသူတွေကလည်းပဲတကယ်နန်းနေကြီးတွေတလိုင်းရံမုံကြီးအစီအစဉ်တွေမှာတောက်လျှောက်ဟလားရှည်တန်းကနေထဲထဲဝင်ဝင်ပါခဲ့တဲ့လူတွေဖြစ်တယ်ဆိုတဲ့အခါကျတော့ဒါကနဂိုကလေးကမှတော်လန်ရီးကိုထိုးနှက်နေတဲ့လူတွေအတွက်အကွက်ကောင်းတစ်ခုပေါ့လေနောက်ထပ်ထိုးနှက်စရာအကွက်ကောင်းတစ်ခုပေါ့ဒီဒေါ်လာရီးမှာဖိုးရီးပဲလို့ပြောကြတာမကြခဏပဲလीဒါမျိုးအကွက်ကောင်းတစ်ခုရသွားတယ်အဲ့တစ်ချက်နောက်တစ်ချက်က လူဦးတော်ရေးကိုစကြတဲ့ကနေပြီးတော့အခုအချိန်ထိလူဦးတော်ရေးမှာပါဝင်နေသူတွေလူဦးတော်ရေးကိုမိမျိုးမျိုးနဲ့ပံ့ပိုးနေသူတွေထောက်ခံဝန်ရံနေသူတွေအတွေ့ကစိတ်ပြက်စရာစိတ်အားရော့စရာစိတ်ညစ်ညူးစရာဖြစ်ပျက်တစ်ခုဖြစ်တယ်။ဘလောက်ပဲအာတင်နာအာတင်ထားဗျနော်တော်လိုင်းရေးမှာဒီလိုမျိုးအတန်တွေထွက်တယ်လူပြက်တွေဖြစ်တယ်ဆိုရင်သူသူကိုကိုနည်းနည်းများတော့စိတ်ပြက် အားရကြတာပဲဘယ်သူမှတောင်းတောင်းမီတွေမဟုတ်ကြဘူးလေပြီးတော့ခြေနေကလည်းပဲဟလာအားကောင်းမောင်းတန်မဟုတ်ခဲနဲ့တယောက်ချင်းစီမှာပေါ့နော်တောက်နေကြရတာပေါ့တောက်ခံထားကြရတာငါတို့မှငါတို့ပဲရှိတယ်ဒီဘွဲကပြက်ကိုတက်ရမယ်ဆိုတာမျိုးနဲ့တောက်ခံထားကြတာအဲလိုကာလာမျိုးမှာစိတ်ခွန်အားတက်စရာစိတ်အားတက်စရာတက်ကြွစရာသတင်းတွေပဲများများကြားရမယ်အစားဒီလိုမျိုးသတင်းကြီးတွေဖြစ်ပျက်ကြီးမျိုးတွေမြင်ရတဲ့အခါကျတော့လူတွေမှာတော့အနေနဲ့အများဆိုးသလိုဒီဟာရဲ့ရိုက်ခတ်မှုရှိပါပဲပေးကြပါရစေ ဲ့တော့ကျွန်တော်ကတော့လူရှုပ်ရှင်းမျိုးကမြ мян တွတ်တွတ်ရှင်းနိုင်ရင်ကောင်းပါတယ်နော်လူတိတင်ရှာပုံမှန်လင်းလင်းတောင်းခံမှုရှိရှိတောင်းရင်မှုရှိရှိမြ мян တွတ်တွတ်ရှင်းနိုင်ရင်ကောင်းပါတယ်ဒီကိစ္စလူမျိုးမြ мян ပြီးပြတ်တာကအကောင်းဆုံးဖြစ်ပါမယ်လို့ပြောရင်းနဲ့ဒီကနေ့စီစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာအားလုံးပဲဘေးရန်ကင်းကွာကျန်းမာကြပါစေဒီ A time with ကြော်ကြော်သိန်းစီစဉ်ကိုလည်းပဲနောက်ပိုင်းမှာပုံမှန်တင်ဆက်နိုင်ဖို့ကြိုးစားတော့ပါမယ်ခင်ဗျာ ဒီ channel ကနေဒီအထိုင်းမွတ်ကျော်ကျော်သိန်း channel နဲ့ PIV YouTube channel တို့ပူးပေါင်းပြီးတော့နော်တပတ်၅ရက်တနင်္လာနေ့ကနေတောက်ကြနေ့ထိတင်ဆက်နေတဲ့မြန်မာရေးရာတနေ့တာအစီအစဉ်ကိုပုံမှန်ကြည့်ရှုအားပေးကြပါဦးအားပေးတဲ့ပြောလဲပဲကျေးဇူးတင်ပါတယ်ခင်ဗျာ issue နားဆင်ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် ီစီစဉ်နဲ့ပတ်သက်ပြီးဝေဖန်အကြံပြုချက်တွေကိုကျူးဆိုပါတယ်။ဘယ်အကြောင်းအရာဘယ်ကိစ္စမျိုးကိုစိတ်ဝင်စားရဲဆိုတာလည်းသိချင်ပါတယ်။နှစ်သက်တယ်ဆိုရင်တော့ like လုပ်ပေးပါ။အစီအစဉ်သစ်တွေတတိုင်းလွတ်မသွားရအောင် subscribe လုပ်ထားပေးပါ။မိတ်ဆွေတငယ်ချင်းတွေနဲ့မျှဝေပေးပါလို့ပန်ကြားပါရစေ။နောက်စီစဉ်တွေမှာပြန်ဆုံမမယ်။အားလုံးပဲကျမ်းမာဘေးကင်းကြပါစေဗျာ။